စစ်နော်အတွင်းမှာစစ်ကြုံမခံလို့သူပအိုးတို့ဤတတိယတော်လိုင်းရေပအိုးလူမျိုးတွေဟာခေတ်အဆက်ဆက်မှာမတရားတဲ့စနစ်ဆိုးတွေကိုစန့်ကျင်တော်လိုင်းခဲ့ကြပါတယ်ကိုလိုနီနယ်ချက်ခေတ်မှာကလုံဆရာဆန်ဦးဆောင်တဲ့တောင်တူလေသမားအရေးတော်ပုံမတိုင်ခင်1924ခုနှစ်ကတည်းကရန်ပီမှာမတရားအကွန်ကောက်ခံတာတွေကိုပတ်တန်ကောင်ခဲအပါဝင် ဖာတန်6ယောက်ကဥဆောင်ပြီးစန့်ကျင်တော်လှန်ခဲ့ကြပါတယ်။ဖာတန်ကောင်ခဲဥကောင်းကိုရလင်စုတော်ငွေ9000ကျပ်ချင်းမြင့်မယ်လို့ကြေညာတာကိုလည်းခံခဲ့ရပါတယ်။လွတ်လပ်ရေးရရှိဖို့ကြိုးပမ်းနေကြတဲ့လွတ်လပ်ရေးအကြူကာလပင်လုံညီလာခံခရီးစဉ်တွေမှာအိုးအမျိုးသားခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့တထုံဖာပွာလာဖေနဲ့တထုံစီဆိုင်စောဘာဆက်ခွန်ကြီးတို့ပြေဆုံးခဲ့ကြပါတယ်။တထုံဖာပွာလာဖေဟာ BSC BL ဘွဲ့ရပြည်လက်ပြန်ဝင့်လုံတော်ရရှိနေဖြစ်ပြီး ဗြိတိရှားကိုလိုနီခေတ်ပါလီမန်မှာဒုတိယလွတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သူဖြစ်ပါတယ်။တထုံစော်ဘွားဆက်ခွန်ကြီးဟာလည်းပင်လုံစာချုပ်မှာသူ့ရဲ့ကိုစားဥဖြူကိုလက်မှတ်ရေးထိုးစေခဲ့သူဖြစ်ပြီးချမ်းပြည်အမားတော်ပုံစံတန်းကိုရေးသားခဲ့သူဖြစ်ပါတယ်။ကောင်းဆောင်ကြီးနှစ်ဦးတွေ့ဆုံကြပြီးနောက်ပိုင်းမှာတောင်ပေါ်မြေပြန့်ပိုးဒေတာအသီးသီးကပိုးပြည်သူတွေရဲ့နိုင်ငံရေးနိုးကြားမှုနဲ့ပိုးအမျိုးသားသွေးစည်းညီညွတ်ရေးဟာအချိန်အဟုန်ပြင်းပြင်းနဲ့အားကောင်းခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတုန်းကတောင်ပေါ်မြေပြန့်ဒေသအသီးသီးကပိုအိုးလူမျိုးတွေရဲ့မိမိတို့ပိုအိုးအမျိုးသားရေးဆိုင်ရာရည်မှန်းချက်တွေပြည်တော်စုဆိုင်ရာရည်မှန်းချက်ညှော်လင့်ချက်တွေကအလွန်ကြီးမားခဲ့ပါတယ်။လက်တွေ့မှာတော့လွတ်လပ်ရေးအကြိုကာလမှာညှော်လင့်ခဲ့ကြတဲ့ရည်မှန်းချက်တွေကလွတ်လပ်ရေးရပြီးမှလည်းဖြည့်ဆည်းခံခဲ့ရတာဖြစ်ပါတယ်။လွတ်လပ်ရေးရပြီးစ1948ခုနှစ်မတ်လမှာဖာစာပါလာအစိုးရက ၎င်းတို့ရဲ့မြေယာ policy ကိုစမ်းသက်ကျစ်သုံးတဲ့အနေနဲ့ပိုအိုလူမျိုးတွေရဲ့မြေယာအမြောက်အများကိုမတရားသိမ်းယူခဲ့ပါတယ်။ဖာဆာပါလာအစိုးရရဲ့မြေယာခွဲဝေရေး policy ကိုမကျေနပ်တဲ့တထုံဒေတာကပိုအိုလေတမားတောင်းကျော်ကတထုံမျိုးရေကျော်ဘုံကြီးเจ้าမှာလူထုအစည်းအဝေးကြီးတရက်ကျင်းပခဲ့ပါတယ်။အဲ့ဒီလူထု အစည်းအဝေးကြီးကနီးနံပါတ်၁ပိုအိုလူမျိုးကိုတောင်းတူဟုခေါ်ဆိုရေးသားခြင်းမပြုဘဲပိုအိုဟုတာခေါ်ဆိုရေးသားရန် နံပါတ်2ညရောက်ခွဲဝေရေး policy ကိုပြန်လည်ရုပ်သိမ်းပေးရန်နံပါတ်3ဗမာတပ်မတော်တွင်ပအိုးတက်ရင်နေရင်ထူထောင်ပေးရန်ဆိုတဲ့အချက်တွေကိုတောင်းဆိုစန္ဒပြခဲ့ကြပါတယ်ဘိုးစင်ပေါင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ညရောက်တွေကိုမတရားသိမ်းဆီးခံရတာနဲ့အတူပဲပိုးအမျိုးသားရေးလက္ခဏာတွေကိုပါဖျောက်ဖျက်ခံရမှာကိုလည်းစိုးရင်ပူပန်ခဲ့ကြရပါတယ်ဒါကြောင့်ပိုးအမျိုးသားရေးလက္ခဏာတွေကိုထိမ့်သိမ်းဖို့နဲ့ပိုးအမျိုးသားစီလုံးညီညွတ်ရေးမန်တိုင်ဖြစ်တဲ့ ပိုးအမျိုးသားနေကိုပိုးလူထုကိုယ်တိုင်စိုက်ထူခဲ့ကြတာဖြစ်ပါတယ်။ကိုတီကိုနန်ကိုကြံငန်းနဲ့ရက်တီခဲ့တာကိုထင်ရှားစေလိုတာတကြောင်ပိုးကုံရောင်ထွန်းပြောင်စေလိုတာတကြောင်တာတနာအစတထုံကားလို့တမိုင်းမော်ကွန်းတင်ရေးထိုးနိုင်ခဲ့တဲ့တွနာဘူမိတထုံပြည့်ရှင်တူရိယစန္ဒာမင်းကြီးရဲ့မွေးနေ့တော်တပေါင်းလားပြည့်နေ့ကိုပိုးအမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး1946ခုနှစ်ကစတင်ကျင်းပလာခဲ့ကြတာဖြစ်ပါတယ် မြေပြန့်ဒေတာကပိုးအိုးတွေရဲ့လွတ်လပ်ရေးရည်မှန်းချက်တွေကိုနေရာသိမ်းဆီးခြင်းနဲ့အတူဖာစာပါလာအစိုးရကဖျက်ဆီးခဲ့တယ်လို့ပဲတောင်ပေါ်ဒေတာကပိုးအိုးတွေရဲ့လွတ်လပ်ရေးရည်မှန်းချက်တွေကိုဖျက်ဆီးရမှာလေဖာစာပါလာအစိုးရကပါဝင်ခဲ့ပါတယ်ချမ်းပြည်မှာလွတ်လပ်ရေးနဲ့မကိုက်ညီတော့တဲ့ပရိသရစ်စနစ်ဆိုကဆက်လက်တည်ရှိနေခဲ့ပါတယ်လွတ်လပ်ရေးရပြီးရင်ရှမ်းပြည်မှာပရိသရစ်စနစ်ချုပ်ငြိမ်းရေးကိုကူညီပေးမယ်လို့လွတ်လပ်ရေးအကြိုကာလမှာပေးထားခဲ့တဲ့ဂတိကဝတ်တွေကို ဖာစာပါလာဆိုရာကချိုးဖောက်ခဲ့ပါတယ်ခစ်စနစ်နဲ့မကိုက်ညီတော့တဲ့ဗဒီတရစ်စနစ်ကိုတိုက်ဖြတ်ရမယ်အစားဖာစာပါလာအဆိုရာကဗဒီတရစ်စော်ဘွားဒီဘက်ကနေရက်တီခဲ့ပြီးဗဒီတရစ်စနစ်စန့်ကျင်တဲ့ပြည်သူတွေကိုရရက်ဆက်ဆက်တပ်ဖြတ်ဖိနှိပ်ခဲ့တိုင်းပြည်အားဖြင့်လွတ်လပ်ရေးရရှိပြီးဖြစ်ပေမဲ့လူမျိုးအားဖြင့်မလွတ်မြောက်သေးတဲ့အတွက်ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ပအားလားဖောက်ဖွဲ့စည်းပြီးပဒေတရစ်စနစ်စန့်ကျင်တော်လှန်ရေးနဲ့အတူ ။ပိုအမျိုးသားလူမျိုးမှုပထမတော်လှန်ရေးကို1949ခုနှစ်ဒီဇင်ဘာ17ရက်နေ့မှာလက်နက်ကင်နီလန်းနဲ့စတင်ဆင်နွှဲခဲ့ကြပါတယ်။တစ်ဖက်မှာလည်းပဒေသရစ်စနစ်ချုပ်ငင်ရေးတို့အရေးဒီမိုကရေစီရချီရေးတို့အရေးပိုအရေးချက်ချင်းပေးပြည်ထောင်စုကြီးတည်မြဲပါစေဆိုတဲ့တွေးကြော်တန်တွေနဲ့အတူပိုလူထုတပေါင်းကျော်ဟာ1950ခုနှစ်ဒီဇင်ဘာ၄ရက်နေ့မှာတောင်ကြီးမြို့အတွင်းလက်လယ်ပြီး လူထုနီးနဲ့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ပိုးတွေကလက်နက်ကင်လမ်းစဉ်အပြင်လူထုနီးနဲ့ပါပဒေသရစ်စနစ်ကိုစန့်ကျင်တော်လှန်ခဲ့ကြလို့1958ခုနှစ်မှာပဒေသရစ်စနစ်ချုပ်ငင်းခြင်းနဲ့အတူပိုးအမျိုးသားလွတ်မြောက်မှုပထမတော်လှန်ရေးဟာအောင်မြင်ခဲ့ပါတယ်။ပဒေသရစ်စနစ်ချုပ်ငင်းပြီးတဲ့နောက်ပဒေသရစ်စနစ်နေရာမှာဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အစားထိုးထူထောင်ခဲ့ကြပါတယ်။ တနည်းအားဖြင့်ဗိုလ်အိုးတွေဟာ bottom up federalism approach နဲ့ဗိုလ်အိုးတို့ရဲ့တန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုဖော်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့လို့ပဒေသရစ်စနစ်ချုပ်ငြင်းသွားချိန်ကစပြီးဒီမိုကရေစီပေါင်နိုင်ငံရေးပေါင်အတွင်းကနေမိမိတို့ဗိုလ်အမျိုးသားအခွင့်အရေးရရှိဖို့နဲ့ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်ပြည်သူ့ကော်မတီဥက္ကဋ္ဌအဖြစ်ရန်ကုန်6ခရိုင်စံတာပြောက်ပွဲကိုဥဆောင်ခဲ့သူပါဘွာလဖေနဲ့တကွာ ။ပိုအမျိုးသားကောင်းဆောင်တွေကိုဗိုလ်ချုပ်နေဝင်စစ်အုပ်စုကဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။1962ခုနှစ်စစ်အာဏာသိမ်းရှင်းတဲ့အတူပိုအမျိုးသားလှုပ်ရှားမှုဟာခြေဖြတ်ခံခဲ့ရပါတယ်။ဒါကြောင့်ပထမတော်လှန်ရေးဟာအောင်မြင်ခဲ့ပေမဲ့ပြည့်ပြည့်စုံခြင်းမရှိခဲ့ပါဘူး။ပဒေသရစ်စနစ်ဆိုတဲ့ပုံမူဆိုးရတဲ့စစ်အာဏာရှင်စနစ်ဆိုးအောက်ကိုကြားရောက်ခဲ့ရတဲ့အတွက်ဗိုလ်ချုပ်စံသိန်းဦးဆောင်ပြီးပိုအမျိုးသားလွတ်မြောက်ရေးအဖွဲ့ အားလားဖောက်ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူပိုအမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးကို1966ခုနှစ်ဒီဇင်ဘာ၄ရက်နေ့မှာထပ်မံဆင်နွှဲခဲ့ကြရပါတယ်။မြစ်ပြန့်ဒေတာကခွန်ရဲနောင်နဲ့ခွန်ဘိုးတို့တို့ဦးဆောင်ပြီးပိုအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ပိုအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO PNLA ကို1980မှာဖွဲ့စည်းခဲ့ကြပါတယ်။ မြပြန့်ဒေတာပိုးတွေရဲ့တော်လန်ရေးရီမန်းချက်ဟာလဲစစ်အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒဆန့်ဆန့်ကျင်တိုက်ဖြတ်ရေးပဲဖြစ်ပါတယ်1968ခုနှစ်မှာဘိုချုပ်စံတိန်ကြာဆုံးခဲ့ရပြီး1985ခုနှစ်မှာဖားဘွာလာပြေကြာဆုံးခဲ့ရပါတယ်1986ခုနှစ်မှာတောင်ပေါ်ဒေတာပိုးတော်လန်ရေးအင်အားစုတွေနဲ့မြပြန့်ဒေတာကခွေရဲနောင်ခွန်ဖိုးတို့တို့ဥဆောင်တဲ့ PNLO PNLA တို့ပူးပေါင်းပြီးလုံးတာညီလာခံကြီးကိုကျင်းပခဲ့ကြပါတယ်။လုံးတာညီလာခံကြီးကနေပိုးအမျိုးသားအဖွဲ့ချုပ်ပိုးအမျိုးသားတပ်မတော် PNO PNA ကိုပူးပေါင်းဖွဲ့စည်းခဲ့ကြပါတယ်။ PNO PNA ဖွဲ့စည်းစဉ်ကစစ်အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒစန့်ကျင်တော်လှန်ရေးမှုကိုချမှတ်ပြီးစုဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။ဒုတိယတော်လှန်ရေးကာလအတွင်းမှာ နိုင်ငံရေးအယူဝါဒအပေါ်အခြေခံပြီးနှစ်ဖွဲ့ကွဲခဲ့ပါတယ်။ပမာပြည်ကွန်မြူနစ်ပါတီနဲ့ပူးပေါင်းပြီးပြည်သူ့ဒီမိုကရေစီဝါဒကျင့်သုံးတဲ့ချမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ရလလဖ SNPLO နဲ့အမျိုးသားဒီမိုကရေစီဝါဒကျင့်သုံးတဲ့ပိုအမျိုးသားအဖွဲ့ချုပ် PNO ဆိုပြီးဒုတိယတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းနှစ်ဖွဲ့ရှိလာခဲ့ပါတယ်။ PNO PNA အတွင်းမှာအချင်းချင်းလှုပ်ကြံတက်ဖြတ်မှုတွေ မယုံကြည်မှုတွေဖြစ်ပွားခဲ့ပြီး PNO PNA ဒုဥက္ကဋ္ဌဘုံမူကြီးခွင့်ရဲနောင်နဲ့ဗဟိုအလုံအမှုဆောင်ကော်မတီဝင်ဘုံမူခွန်ဘိုးတို့တို့ဟာ1989ခုနှစ်မှာလက်နက်ချခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းပိုးဖြူလို့လူတိများတဲ့ PNO နဲ့ပိုးနီလို့လူတိများတဲ့ရလာလာဖားတို့အကြားမှာဆက်တနစ်ကြာပိုးအချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးတွေးချောင်းစည်းခဲ့ရတဲ့တမိုင်းဆိုးပုံရိပ်တွေရှိခဲ့ရပါတယ်။ ဥအောင်ခန်းတီဥဆောင်တဲ့ PNO က1993ခုနှစ်မှာနဝတနဲ့အပြည့်အခက်ရက်ဆဲခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာနိုင်ငံရေးဥဆောင်အဖွဲ့ဖြစ်တဲ့ PNO ကနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပြီးပြောင်းလဲရက်တည်ခဲ့တယ်လို့လက်နက်ကင်တပ်ဖြစ်တဲ့ PNA ကစစ်တပ်လက်အောက်ခံအတွင်ပြောင်းထာနေပြည်သူစစ်အဖြစ်ခံယူခဲ့ပါတယ်။ဥတကလေဥဆောင်တဲ့ရလလဖာက1994ခုနှစ်မှာနဝတနဲ့အပြည့်အခက်ရက်ဆဲခဲ့ပါတယ်။ ရလလဖအတွင်းမှာပြိုကွဲမှုတွေဖြစ်ပြီးတော့ရလလဖရဲ့ဥက္ကဋ္ဌတာဝန်ယူထားသူခွန်ချစ်မောင်ဦးဆောင်တဲ့အဖွဲ့က2000ခုနှစ်မှာအကျွင်းမဲ့လက်နက်ချခဲ့ပါတယ်။အဲ့ဒီလိုနဲ့ပိုအမျိုးသားလွတ်မြောက်မှုဒုတိယတော်လှန်ရေးဟာတခမ်းရက်ခဲ့ရပါတယ်။တမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ပိုပြည်သူတွေအတွက်စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနဲ့အတူပိုအမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကိုဆက်လက်ဆင်နွှဲရမှာပိုပြည်သူတွေရဲ့ နိုင်ငံရေးလိုအပ်ချက်နဲ့သမိုင်းပေးတော်ပင်ဖြစ်ခဲ့ပါတယ်1992ခုနှစ်မှာဥက္ကဋ္ဌကြီးဦးအောင်ခန့်တီဦးဆောင်တဲ့ပေါ်အမျိုးသားအဖွဲ့ချုပ် PNO ဟာနဝတစေအုပ်စုနဲ့အပြည့်ခက်ရက်စရေးတဘောတူချေရယူလိုက်တဲ့အချိန်ကစပြီး PNO တွဲဖက်အထွေထွေအတွင်းရေးမှုသူ့ဘုံမူကြီးခွန်အုပ်ကဦးဆောင်ပြီးတော့ပေါ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO ကိုပြန်လည်ဖွဲ့စည်းထူထောင်ခဲ့ပါတယ် PPLO ဟာအမျိုးသားဒီမိုကရေစီတပ်ပေါင်းစုမဒတာနဲ့မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်မာတာမခနဲ့ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB တို့မှအဖွဲ့ဝင်အဖြစ်ဆက်လက်ပါဝင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာပအိုးလူငယ်အစည်းအရုံး PYO ပအိုးအမျိုးသမီးတမက PWU ပအိုးအလုပ်သမားတမက PNU အပါအဝင် အိုအမျိုးသားဆိုင်ရာဖက်ဒရယ်အရေးဒီမိုကရေစီအရေးလူအခွင့်အရေးပညာရေးကျန်းမာရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးတတိမီဒီယာစားတဲ့လုပ်ငန်းတွေကိုအားကျုံးမှန်သက်ဆောင်ရွက်ကြတဲ့ပအိုနိုင်ငံရေးအင်အားစုတွေလည်းပေါ်ထွန်းခဲ့ပါတယ်2000ခုနှစ်ဇွန်လ10ရက်နေ့မှာတော့နာအဖာနယ်စစ်တပ်ရဲ့ဤတဒံအမျိုးမျိုးဖြိုခွဲမှုတွေလက်နက်ဖြတ်သိမ်းရေးအစီအစဉ်တွေကိုလုံးဝလက်မခံနိုင်တော့တဲ့တူဥက္ကဋ္ဌဗိုလ်မှူးချုပ်ခွန်တီဆောင်အတွင်ရေးမှုဗိုလ်မှူးကြီးခွန်တူရိန်နဲ့ ဘုံမူကြီးခွန်အောင်ကျော်တို့ဥဆောင်တဲ့ရလလဖအင်အားစုဟာလက်နက်ကင်တော်လန်ရေးကိုပြန်လည်ဆင်နွှဲဖို့တော်လန်ရေးနယ်မြေကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ NCGUB ညွတ်ပေါင်းအစိုးရကိုတိုးချဲ့ဖွဲ့စည်းရမှာပအိုလက်နက်ကင်တော်လန်ရေးအင်အားစုများတစုတဖွဲ့တဲ့ပေါင်းစုပါဝင်နိုင်ရေးအတွက်လကောက်တမိုင်းအစင်လာကြီးမားခဲ့တဲ့ပအိုပြည်သူတို့ရဲ့ပအိုမျိုးသားလွတ်မြောက်မှုတတိယတော်လန်ရေးကိုတမိုင်းရေးလိုအပ်ချက်အရာထူထောင်ရန်အတွက်လကောက် တတိယတော်လည်ရေးကိုဥဆောင်ဆင်နွှဲရမည်ပအိုးတော်လည်ရေးအဖွဲ့အစည်းတရက်ကိုဖွဲ့စည်းနိုင်ဖို့ပအိုးတော်လည်ရေးအင်အားစုများစုပေါင်းပြီးပအိုးအမျိုးသားညီလာခံတရက်ကျင်းပနိုင်ရေးအတွက်ပအိုးအင်အားစုများအကြားမှာစော်ဩစည်းရုံးခဲ့ကြပါတယ်ပအိုးဖြူနိုင်ငံရေးနောက်ခံပုံရေးရှိတဲ့ PPLO နဲ့ပအိုးနေနိုင်ငံရေးနောက်ခံပုံရေးရှိတဲ့ရလလဖားတို့အကြားမှာညီညွတ်ရေးကိုတည်ဆောက်ရတာအကြောင်းအမျိုးမျိုးနဲ့ခက်ခဲခဲ့ပါတယ် ပအိုးဖြူနဲ့ပအိုးနီတို့အကြား၁၇နှစ်ကြာပအိုးချင်းချင်းတိုက်ခိုက်ခဲ့ကြပြီးတွေးချောင်းစီးခဲ့ရတဲ့တမိုင်းဆိုးပုံရိပ်တွေကြောင့်တန်တရများအပြင်းအလန်မယုံကြည်မှုများတူဘက်ကိုဘက်အသာစီရလုံမှုများအကြားမှညီညွတ်ရေးကိုတိစောက်ခဲ့ရတာဖြစ်ပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွတ်ပေါင်းအစိုးရအဖွဲ့ဝင်အလုတ်သမားရေးရာဝန်ကြီးတထုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခွန်မြင့်ထွန်း NCUB PDC နိုင်ငံရေးအန်တုမှုကော်မတီဝင်ခွန်တင်ချွေဦးပအိုးလူငယ်အစည်းအယုံပြည်ဝိုင်အို ပအိုးအလုတ်သမားတမက PNU အပါဝင်ပအိုးလူငယ်အမျိုးသမီးအလုတ်သမားနဲ့ဒေသခံပအိုးပြည်သူလူထုဟာပေါင်းစည်းညီညွတ်ရေးအတွက်ကြားဝင်ဆေးဆက်ဆောင်ရွက်ခဲ့ကြပြီးကိုယ်တိုင်ကိုယ်ကျလည်းပါဝင်ခဲ့ကြပါတယ်။အလုတ်တဘောဆွေးနွေးညှိနှိုင်းမှုများတရားဝင်အကြိုညှိနှိုင်းဆွေးနွေးပွဲများနဲ့ပအိုးအမျိုးသားညီနောဖလေပွဲတို့ကိုအစစ်စစ်ကျင်းပပြုလုပ်နိုင်ခဲ့ပြီးအစစ်စစ်ရရှိခဲ့တဲ့တဘောတူညီချက်များနဲ့အညီအိုအမျိုးသားညီလာခံကြီးကို2009ခုနှစ်ဒီဇင်ဘာ ခွန်ရှိကိုရက်နေ့များမှာအောင်မြင်စွာကျင်းပပြီးပေါင်းစည်းညီညွတ်ခဲ့ကြပါတယ်။2009ခုနှစ်ပိုးအမျိုးသားညီလာခံကြီးကမူဝါဒလမ်းစဉ်လုပ်ငန်းစဉ်များနဲ့အတူဖွဲ့စည်းပုံအခြေခံဥပဒေတရက်ရေးဆွဲပြဋ္ဌာန်းပြီးပိုးအမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးကိုဥဆောင်ဆင်နွှဲဖို့ပိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ပအားလာဖ PLLO ကိုပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ PNLO ဟာတမဒဥသိမ်းစဉ်အစိုးရလက်ထက်မှာပြည်내အဆင့်အဖြစ်ခက်ရက်စရေးတဘောတူစာချုပ် ပြည်တော်စုအဆင့်အပြစ်ခက်ရက်စရေးတဘောတူစာချုပ်တွေကိုအဆင့်ဆင့်လက်မှတ်ရေးထိုးခဲ့ပါတယ်။2015အောက်တိုဘာ15ရက်နေ့မှာတော့တနင်္ဂနွေလုံးအပြစ်ခက်ရက်စရေးတဘောတူစာချုပ် NCA မှာပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးတော့နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးလန်းနဲ့ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ 21ရာစုပင်လုံညီလာခံအစည်းအဝေးတွေမှာပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါတယ်။2021အာဏာမသိမ်းခင်အထိ SCA ကိုအရှိခံတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့ပြီးပြည်ထောင်စုတဘောတူစာချုပ်အစိတ်အပိုင်း၃နဲ့ပြည်ထောင်စုတိဆောက်ရေးလုပ်ငန်းစဉ်အစစ်အစစ်များရရှိသည့်အထိပါဝင်ဆောင်ရွက်ခဲ့ပါတယ်။လိုင်စာညီလာခံ၊လော်ကီလာညီလာခံ၊ပန်ဆန်းညီလာခံ၊မိုင်းကြရဲ့ညီလာခံအစရှိတဲ့တိုင်းရင်းသားညီလာခံကြီးတွေမှာပါဝင်တက်ရောက်ခဲ့ပြီးတော့ တိုင်းရင်းသားကြီးကိုမောင်နှမများနဲ့လည်းညီညွတ်ရေးတိဆောက်ပြီးဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးကိုအဆင့်တစိုက်ဆောင်ရွက်ခဲ့ပါတယ်။ပအိုးလူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုပအိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PLLO PLLA ပအိုးမျိုးသားအဖွဲ့ချုပ် PNO PNA အပါအဝင်ပအိုးဒေသပေါင်းစုံအလွာပေါင်းစုံပအိုးပါတီအဖွဲ့အစည်းပေါင်းစုံစုပေါင်းပြီး2019ခုနှစ်ဟိုပုံမျိုးမှာကျင်းပခဲ့ကြပါတယ်။ နိုင်ငံရေးနှိုးကြားမှုရေးချိန်မြင့်မားစွာဖြင့်ပအိုးအမျိုးသားညီညွတ်ရေးအလံကိုအမြင့်ဆုံးလွင့်ထူနိုင်ခဲ့ကြပြီးပအိုးတမျိုးသားလုံးဆိုင်ရာမူဝါဒတဘောထားများကိုစုစည်းဆုံးဖြတ်နိုင်ခဲ့ကြပါသည်ပြည်내တက်များပေါ်ထွန်းခွင်းရှိသော Federal ပြည်ထောင်စုထူထောင်ရေးကိုပအိုးတမျိုးသားလုံး၏အမျိုးသားရည်မှန်းချက်အဖြစ်ချမှတ်ခဲ့ပြီး27ရာစုပင်လုံညီလာခံကိုတင်သွင်းခဲ့ပြီးလည်းဖြစ်ပါသည် SEO အခြေခံပြီးပေါ်ဆောင်ခဲ့တဲ့ငင်းချမ်းရေလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုစစ်အာဏာသိမ်းခြင်းဖြင့်စစ်ကောင်စီကဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ် NCAO အကောင့်ထဲပေါ်နိုင်တဲ့ပတ်ဝန်းကျင်အခြေအနေကောင်းများကိုလည်းဖြက်စီးခံခဲ့ရပြီးတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့စစ်အုပ်စုရဲ့တဘောထားကိုရှင်းရှင်းလင်းလင်းသိမြင်ခဲ့ရပြီးတဲ့နောက်မှာ PLO ဟာလူထုနှွေဦးတွန်လန်ရေးကြီးတဲ့မှာတထဲဝင်ဝင်ပူပေါင်းဆင်နွှဲနေပါတယ်။2021ခုနှစ် February တရက်နေ့မှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်တနင်္ဂနွေလုံးပြည်သူလူထုတွေအာဏာသိမ်းမှုကိုငြိမ်းချမ်းတဲ့နီလန်းနဲ့စန္ဒပြဆန့်ကျင်ခဲ့ကြပါတယ်။ ပိုးတွေလည်းအခြားတိုင်းရင်းသားနီးသူစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ကြပါတယ်။ဒေသပေါင်းစုံအလွာပေါင်းစုံကပိုးတွေအာဏာရှင်စနစ်စန့်ကျင်တော်လှန်တဲ့နေရာမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့ကတိုင်းရင်းသားပေါင်းစုံအထွေထွေတပိတ်စစ်ကြောင်းမှလည်းပိုးလူငယ်တွေပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒါ့အပြင်နိုင်ငံတကာတို့ရောက်ရှိနေတဲ့ပိုးလူငယ်တွေကလည်းဒီစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အာနာသိန်းစစ်တပ်ကငင်းချစွာဆန္ဒပြနေတဲ့လူငယ်တွေပြည်သူတွေကိုအကြမ်းဖက်နှိမ်နှင်းခဲ့လို့အာနာသိန်းမှုကိုလက်မခံတဲ့ပြည်သူတွေလူငယ်တွေကလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးຫນွေဦးတော်လံရေးကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ပအိုးလူငယ်တွေကလည်းလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးຫນွေဦးတော်လံရေးကိုပါဝင်ဆင်နွှဲခဲ့ကြဒီမှာယခုတိုင်ဖြစ်ပါတယ်။ဒါ့အပြင်ပအိုးလူငယ်တွေက CDM တပိတ်မှလည်းပူပေါင်းပါဝင်ခဲ့ကြသလိုမြို့ဦးတော်လံရေးထဲမှာကြာရကန်တာတော်လံရေးတွေဆက်လက်လှုပ်ဆောင်ခဲ့တဲ့လူငယ်တွေအများအပြားရှိခဲ့ပါတယ်။ လူထုຫນွေဦးတော်လိုင်းရေးမှာပါဝင်လာတဲ့မျိုးဆက်တစ်ပိုးတော်လိုင်းရေးလူငယ်တွေနဲ့ပိုးအမျိုးသားလွတ်မြောက်မှုတော်လိုင်းရေးမှာဆင်နွှဲနေတဲ့မျိုးဆက်တွေပေါင်းပြီးပိုးအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ကိုຫນွေဦးတော်လိုင်းရေးထဲမှာဖွဲ့စည်းခဲ့ကြပါတယ် PNFC ကိုမန်တိုင်၅ခုနဲ့စုဖွဲ့ခဲ့ကြပြီးပိုးအမျိုးသားလွတ်မြောက်ရေးအင်အားစုမန်တိုင်ပိုး CDM တပိတ်အင်အားစုမန်တိုင်နိုင်ငံတကာပိုးအင်အားစုမန်တိုင်နိုင်ပိုးနိုင်ငံရေးအတိုင်ပင်ခံကော်မတီမန်တိုင်နဲ့ အိုမျိုးသားပြည်သူကကွယ်ရေးမှန်တိုင်းဖြစ်ပါတယ်ပအိုမျိုးသားပြည်သူကကွယ်ရေးမှန်တိုင်းမှာပအိုပြည်သူကကွယ်ရေးတပ်ဖွဲ့ခမ်းတော် PPDFKD နဲ့ပအိုမျိုးသားကကွယ်ရေးတပ်ဖွဲ့ခမ်းကောင် PNDFKK တို့ပါဝင်ပြီးတောင်ပေါ်မြေပြန့်ဒေသအသီးသီးမှာမဟာမိတ်များနဲ့လက်တွဲပြီးတိုက်ပွဲဝင်လျက်ရှိပါတယ်ယနေ့လူထုຫນွေဦးတော်လှန်ရေးဟာ Federal Democracy စနစ်နဲ့စစ်အာဏာရှင်စနစ်တို့အကြားပြည်ပခတ်ဖြစ်ပါတယ် ပိုးချင်းချင်းကြားမှာဖြစ်စီပိုးနဲ့အခြားညီနောင်တိုင်းရင်သားများအကြားမှာဖြစ်စီဖြစ်ပွားနေတဲ့ပရိပက္ခတိုက်ပွဲမဟုတ်ပါဘူးပိုးမျိုးသားညီညွတ်ရေးလဲပြုတ်ကွဲနေရှင်မရှိပါဘူးပိုးမျိုးသားအင်အားစုများအကြားမညီမညွတ်ဖြစ်စီရဲ့အတွက်စစ်အုပ်စုရဲ့အမျိုးမျိုးသောတွေးခွဲတက်ရှုရန်တိုက်ဖြိုခွဲမှုများနဲ့တိုင်းရင်ဆိုင်နေရခြင်းဖြစ်ပါတယ်စစ်ကရိုနီနေဝင်းထွန်းအပါဝင်စစ်အုပ်စုက၎င်းတို့ရဲ့ကိုကြိုးစည်းပွားများကိုကာကွယ်ရေး၎င်းတို့ကျူးလွန်ထားတော့ စစ်ရာဇဝေးမှုများကိုဖုံးကွယ်ဖျောက်ဖျက်ရေးစစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေရေးတို့အတွက်ပအိုးပြည်သူများအားလူသားတိုင်းကများနဲ့လက်ကင်တို့များအဖြစ်အသုံးချလျက်ရှိပါတယ်။ပအိုးအချင်းချင်းကြားမှာလကောက် အိုနဲ့ဂရီနီအပါဝင်အခြားညီနောင်တိုင်းရင်းသားများအကြားမှလာကောင်းလူမျိုးရဲ့ဘာသာရေးပြိပက္ခများကိုဤမျိုးစုံနဲ့ဖန်တီးရန်တိုက်ပေးလျက်ရှိပါတယ်။ဒါကြောင့်စစ်ကြုံအဖြစ်နုနစ်မခံလို့သူပအိုးပြည်သူများအနေဖြင့်စစ်ခရိုနီများနဲ့စစ်အာဏာရှင်များဤမျိုးစုံဖြင့်အတုံးချခံနေရခြင်းဘဝမှာတတိကြီးစွာထားရေးချောင်ချယုံထွက်ဆန့်ကျင်တော်လှန်ကြဖို့လိုအပ်နေပါတယ်။ PNOPNA ကစစ်ကောင်စီ၏အမာခံလက်ကင်တို့အဖြစ်အသုံးချခံနေရလေလေအခြားညီနောင်တိုင်းရင်းသားညီကိုမောင်နှမများကပအိုးပြည်သူများအားအထင်အမြင်လွဲမားကအမုန်းပွားလေလေဖြစ်နေပါတယ်ပအိုးလူငယ်များအပါအဝင်ပအိုးပြည်သူများကိုရက်သူစစ်တင်တန်းပေးပြီးခြေတန်းစစ်မြေပြင်မှာလူသားတိုင်းကများအဖြစ်အသုံးချခံနေရလေလေ PNOPNA အပေါ်ပအိုးပြည်သူများက나ကြီးခံပြင်းတော့တာထွက်လေလေဖြစ်နေလျက်ရှိပါတယ် ဒါကြောင့်မို့လို့စစ်အာဏာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒစန့်ကျင်တိုက်ဖြတ်ရေးမှုကိုအခြေခံဖွဲ့စည်းခဲ့တဲ့ PNO PNA ကစစ်အုပ်စုရဲ့အုံချခံလက်ဝေခံပြည်သူစစ်ဘဝမှာအမြန်ဆုံးရုံးထွက်ပြီးပအိုးပြည်သူလူထုတရက်လုံးနဲ့အတူတော်လန်ရေးမှာပြန်လည်ပူးပေါင်းဆင်နွှဲဖို့လိုအပ်နေပါတယ် 86နှစ်မြောက်ဘိုးမျိုးသားနှင့်အခါတမယမှာဆီအာနာချင်းစနစ်ထုတ်ငင်းရေးကိုပိုင်ပြထန်းခွင့်ရရှိရေးလူထုຫນွေဦးတော်လန်ရေးဟာအချိန်အဟုန်အမြင့်ဆုံးကိုရောက်ရှိဆင်နွှဲနေလည်းရှိပါတယ်။ဆီအုပ်စုဟာမျက်နှာစာပေါင်းစုံမှာအကြီးအကျယ်ချုံနှိမ့်နေပြီးဖြစ်ပါတယ်။တော်လန်ရေးအင်အားပေါင်းစုံကတိုင်းပြည်ရဲ့နေမြေအများစုကိုစိုးမိုးထားပြီးဖြစ်ပါတယ်။ယခုရရှိထားတဲ့အောင်မြင်မှုများဟာ မြစ်တီနိုင်ငံရဲ့အကူအညီများမပါဘဲပြည်တွင်းပြည်ပရှိပြည်တော်စု တွေးရှင်းများကအပြန်အလှန်ကြားကန်ပြီးစုပေါင်းရုံးကန်၏အာထုံမှုရဲ့ရလက်ဖြစ်ပါတယ်။ဒါပြင်လူထုຫນွေဦးတော်လည်ရဲ့ရည်မှန်းချက်များဟာယနေ့ကမ္ဘာနိုင်ငံအများစုကမ္ဘာပြည်သူအများစုနိုင်ငံတကာမိသားစုရဲ့ရည်မှန်းချက်များနဲ့လည်းတထက်တည်းဖြစ်လက်ရှိပါတယ်။ဒါကြောင့်အိုမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေးပြည်ပြေဆုံးအောင်မြင်ခြင်းနဲ့အတူလူထုຫນွေဦးတော်လှန်ရေးကမုတ်ချမတွေ့အောင်မြင်ရမယ်လို့ယုံကြည်ပါတယ်။ မတရားသောစနစ်ဆိုများဖျက်သိမ်းရာတွင်ပိုးများအင်အားစုတရက်အဖြစ်ပါဝင်မည်ဆိုတဲ့ပိုးအမျိုးသားအခြေခံမူနဲ့အညီ KSSS မှာမတရားသောစနစ်ဆိုများကိုပိုးတို့ဆန့်ကျင်တော်လှန်ခဲ့ကြပါတယ်ပိုးပြည်သူတို့ရဲ့ယနေ့ကာလအမျိုးသားရေးတာဝန်ဟာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပြည်내တင့်များပေါ်ထွန်းခွင့်ရှိသော Federal ပြည်ထောင်စုကိုစုပေါင်းထူထောင်ရေးခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေးမှာပမာအပါအဝင်တိုင်းရင်းသားအင်အားစုအလုံးနဲ့လက်တွဲတိုက်ပွဲဝင်ရေးဖြစ်ပါတယ်ဒါကြောင့် ပိုအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နဲ့ပိုအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO PLLA တို့ဟာပိုပြည်သူများနဲ့အတူမိမိတို့ပိုအမျိုးသားရေးရည်မှန်းချက်များအောင်မြင်ပြည့်ပြည့်စုံနိုင်ရေးအတွက်ခိုင်ခိုင်မာမာလက်သွဲရက်တည်၍ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။